အားလုံးပဲမိင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ပြိုကွဲရေးနဲ့ဂုံတိတ်ခါထိခိုက်စေရန်ဒို့တာဝင်အရေးသုံးပါးကိုထိခိုက်စေရန်ဟော်ပြောမဲဆွယ်စည်းရုံးမှုများကိုအရေးယူမိဟုစစ်တပ်ခန့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုးကချင်းချောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်တပ်ဖြိုကွဲရေးဖြစ်ပေါ်စေရန်သို့မဟုတ်စစ်တပ်ဂုံတိတ်ခါထိခိုက်စေရန်လှုံ့ဆော်ခြင်းဒေါတာဝင်အရေးသုံးပါးကိုထိခိုက်စေခြင်းအပါအဝင် ်တက်မှတ်ပြထန်းထားသောရွေးကောက်ပွဲဥပဒေနှင့်မညီသောမဲဆွယ်စည်းရုံးမှုများကိုအရေးယူမည်ဟုစစ်တပ်ခန့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအတန်းဆိုကခေါ်ယူတည်ပြလိုက်ပါတယ်ရမနီအော်တိုဘာလ16ရက်နေ့နေပြည်တော်တွင်နိုင်ငံရေးပါတီများကိုထိုးသို့ခေါ်ယူစဉ်၎င်းကအချက်ပါအတိုင်းသတိပေးလိုက်ခြင်းဖြစ်ပါတယ်။ရွေးကောက်ွယ်ဆိုင်ရာစုဝေးဟောပြောခြင်းနဲ့မဲဆွယ်စည်းရုံးခြင်းတို့နှင့်ဆက်လင်း၍ညညာချက်ထုတ်ပြန်ပြီးဖြစ်၍နိုင်ငံရေးပါတီများအနေဖြင့် ပါတီအမှုဝါဒသဘောထားလုပ်ငန်းစဉ်စသည်တို့ကိုရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြောတင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းရွေးကောက်ပွဲကျင်းပမယ့်အပိုင်းတစ်ပိုင်းနဲ့အတွက်မဟုတ်ပင်ရွေးကောက်ပွဲအပိုင်းအလုံးအတွက်ရင်းကာလအတွင်းမဲဆွယ်စည်းရုံးရေးလုပ်ငန်းများကိုဆောင်ရွက်ရမည်ဖြစ်ပါကြောင်းဆောင်ရွက်သည့်အခါရွေးကောက်ပွဲဥပဒေပုံမှား30ကကြီးနေဥပဒေအခန်း10ပါသတ်မှတ်ချက်များ ရွှေကောက်ပွဲဥပဒေအခန်း73ပါရွှေကောက်ပွဲဆိုင်ရာပြစ်မှုပြစ်ဒဏ်များနှင့်အခန်း74တွင်ပါတီတရားမဲ့ပြုကျင့်မှုများကိုအထူးတရီပြုရန်လိုအပ်မည်ဖြစ်ပါကြောင်းသက်ဆိုင်ရာပါတီများပါတီထောက်ခံသူများကိုလည်းသိရှိအောင်အသိပေးထိန်းကြောင်းရန်လိုအပ်ပါကြောင်းအမတ်ပြထန်းချက်များကိုဖောက်ဖျက်ကျူးလွန်ပါကသက်ဆိုင်ရာဥပဒေများအရအေးအေးယူခံရမည်ဖြစ်ပါကြောင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနှင့် ညီစုံကြီးမရှိစေရေးကိုလည်းသတိပြုစေလိုကြောင်းစစ်တပ်လက်အောက်ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်ဆိုးကပြောဆိုပါတယ်ရွှေကောက်ွယ်ကော်မရှင်ဥက္ကဋ္ဌတန်ဆိုးကနိုင်ငံရေးပါတီများအနေဖြင့်အော်တိုဘာလ28ရက်နေ့မှစတင်ပြီးမဲဆွဲစည်းရုံးရေးကာလရက်ပေါင်း60အတွင်းမဲဆွဲစည်းရုံးရာတွင်ရွှေကောက်ွယ်နှီးဥပဒေအခန်း30ပါသတ်မှတ်ပြထမ်းချက်များကိုလိုက်နာရမည်ဖြစ်ပြီးမလိုက်နာလျင် အရေးယူမည်ဖြစ်ကြောင်းအထူးသတိပေးပြောဆိုပါသည် ရွှေခောက်ပွဲနီးဥပဒေအခန်းတက်စေဆိုတာကမဲဆွဲစည်းရုံးရမှာကန့်သက်ထားတဲ့အချက်အစဲချက်ကိုပြောတာပါ။အဲ့ဒီအချက်တွေကတော့ဒုတာဝန်အရေးသုံးပါဖြစ်တဲ့ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းဒါစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေး၊ထိခိုက်ပြုမှုဆောင်ရွက်မှုတွေမလုပ်ရဘူး၊တမတော်ကိုပြိုကွဲအောင်ဂုံတိတ်ခါကြအောင်မဟောပြောရဘူး၊လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အေးချမ်းသာယာရေးကိုထိခိုက်အောင်မလုပ်ရဘူး။အခြေခံဥပဒေနဲ့တည်ဆဲဥပဒေတွေကိုလေးစားလိုက်နာရမယ်ပေါ့။ အခြားအချက်တွေလည်းရှိသေးတယ်အထူးကအချက်ကြီးတွေကအဲ့ဒါတွေပါဟုနိုင်ငံရေးပါတီမှမြို့နယ်ဥက္ကဋ္ဌတအုပ်ကရှင်းပြပါတယ်မဲဆွယ်စည်းရုံးရာတွင်သတ်မှတ်ပြထမ်းချက်များကိုမလိုက်နာပါကရွေးကောက်ပွဲဥပဒေအခန်းဆက်သုံးပါပြစ်မှုပြစ်ဒဏ်များနဲ့အညီအနည်းဆုံးထောင်ဒဏ်တစ်နှစ်မှထောင်ဒဏ်သုံးနှစ်အထိထောင်ဒဏ်ငွေဒဏ်များကိုပါချမှတ်သည့်အပြင်ကိုယ်စလဲလောင်းအဖြစ်မှပါပယ်ဖြတ်ခံရမည်ဖြစ်ကြောင်း ထို့ပြင်ရွေးကောက်ပွဲနောက်ဆက်ဟန်တာဖြတ်စည်းခြင်းမှကာကွယ်ရေးဥပဒေဖြင့်ပါအရေးယူခံရမည်ဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်ဆိုကချိန်ချောက်ပြောဆိုသွားပါတယ်အကြံဖက်စစ်တပ်ကယခုနှစ်ကုန်ပိုင်းကျင်းပမဲ့ရွေးကောက်ပွဲကိုကာကွယ်ရန်အတွက်နောက်ဆက်ဖြတ်စည်းမှုများကိုထောင်ဒဏ်အနည်းဆုံး၃နှစ်မှထောင်ဒဏ်တစ်သက်တစ်ကျော်နှင့်တည်ဒဏ်များချမှတ်နိုင်သောဥပဒေကိုဇူလိုင်လ29ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပါတယ်စစ်တပ်ကပြဋ္ဌာန်းခဲ့သောဥပဒေတွင်ရွေးကောက်ပွဲကိုပြက်ပြားစစ်ရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်း ဆန္ဒပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပြုလုပ်ပါကအရေးယူမည်ဖြစ်ကြောင်းချင်းကြောက်ခြင်းဟန်တာခြင်းမလျော်ဩစာသုံးခြင်းနာကျင်စေခြင်းအပြင်းထန်နာကျင်စေခြင်းလူစုလူဝေးဖြင့်ကန့်ကွက်ခြင်းလူသေးဆုံးစေခြင်းများဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်၍အ ਨੇ ဆုံးထောင်နှံသုံးနှစ်မှအများဆုံးထောင်တန်တသက်တကျွန်းနှင့်တည်တံတို့ကိုချမှတ်မည်ဖြစ်ကြောင်းဖော်ပြထားပါသည်ဆလပီပေါင်းတဲ့မျိုးတွင်ရဲများကိုမိုင်းဆွဲတိုက်ခိုင်းမှုဒူရဲအုပ်အင်းမင်းထုံးအပေါ့ပင်ရဲနှစ်ဦးအပြင်းထန်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် ်ပဲခူးတိုင်းပြည်ခရိုင်ပေါင်းတယ်မြို့နယ်တွင်ဆိုင်ကယ်သုံးစီးဖြင့်ထွက်လာသောရဲများကိုမိုင်းဆွဲထိုက်ခိုက်ခဲ့ရာဒူရဲအုပ်အင်းမင်းထုံးအပါဝင်နှစ်ဦးအပြင်ထံဒဏ်ရာရရှိခဲ့ကြောင်းအမှတ်3600တင်တရင်စစ်ထောက်လိုက်ရေးတာဝန်ခံရဲဘော်ရှယ်တို့ကသတင်းဌာနကိုပြောပါတယ် ရှမနီအော်တိုဘာလ18ရက်နေ့နနက်9:15မိနစ်ကပေါင်းတယ်မျိုးမှမှတ်တိုင်အုပ်စုမှတ်တိုင်ရဲစခန်းမှာဒူရဲအုပ်အေမင်းထူဦးစီးသောရဲ9ဦးသည်ဆိုင်ကယ်3စီးဖြင့်တမန်ကြီးရွာဘက်သို့ခိတ်ခွင်စစ်စေးရန်ထွက်လာစဉ်ဒီသူကောက်ွယ်ရေးတပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒူရဲအုပ်အေမင်းထူနှင့်နေတိန်အောင်ကျော်ထက်တို့အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်ထို့သောပြင်းထန်ဒဏ်ရာရရှိသည့်ရဲနှစ်ဦးစလုံးကိုအလုံးပိတ်ကားဖြင့်တိတုစေယုံတို့တည်ဆောင်သွားပြီးတည်ဆောင်ခြင်းရှိမရှိသိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းသိရပါသည် ရင်းတက်ဖွဲ့ဝင်များသည်တမန်ကြီးရွာလန်းစုံညောင်ပင်အောက်၌ခိတ်ခွင်၍ခရီးသွားပြည်သူများ၏ဆိုင်ကယ်များကိုဖမ်းဆီးခြင်းအာရမစစ်မှုထံစုဆောင်းခြင်းဝယ်လာသောစားတောက်ကုန်များကိုလည်းတင်စီခြင်းပြည်သူများကိုဖမ်းဆီးငွေတောင်းခံခြင်းမပေးနိုင်ပါကဖမ်းဆီးထောက်ထားခြင်းတို့ကိုပြုလုပ်နေသောဂိတ်ဖြစ်ကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ27ကုကဲမှုအောက်ရှိ3601တပ်ရင်းတပ်ခွဲလေးမှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲညနာခွဲဖြူပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်